ဂျူနီယာတွေတော်တော်များများနားလည်မှုလွဲနေတာလေးတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုလို့ချင်းအကူရေးခွန်တက်မော်နီတိုင်ဇေးရှင်းရအောင်လုပ်ပေးပါခွန်တက်မော်နီတိုင်ဇေးရှင်းလေးအာ ဖွင့်ပေးပါဆိုပြီးတော့လာပြီးတော့ပြောကြတာရှိတယ်ပေါ့နော်။အဲ့တော့ content monetization ဆိုတာက ကျွန်တော်တို့လုပ်ပေးလို့မရပါဘူးခင်ဗျာနော်။ကျွန်တော်မှမဟုတ်ဘူးအခြားဘယ် SaaS ပစာပယ်မှာကျုံးတွေလုပ်ပေးလို့မရဘူး။ content monetization ရအောင်လုပ်ပေးမယ်ဆိုပြီးတော့ SaaS ပယ်လက်ခံနေဆိုရင်လည်းအဲ့ဒီပိတ်ဒီလုံးဝအလိမ်ပိတ်ဖြစ်ပါခင်ဗျာနော်။ content monetization ဆိုတာကကျွန်တော် ကိုကိုတိုင်းပဲလုံလူရတာဖြစ်ပါတယ်အဲ့တော့ဘယ်လိုလုံရမလဲဆိုတဲ့နီလန်းတွေကတော့ကျွန်တော်တို့ကြီးပေးလို့ရတယ်ဘယ်လိုလုံရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကနေ့စဉ်ဗီဒီယိုတွေတင်မယ်ဟလာပိတ်အစ်စ်တွေဆိုလို့ရှိရင်ကျွန်တော်တို့ကတရက်ကိုနှစ်ပုတ်သုံးပုတ်အနည်းဆုံးကျွန်တော်တို့တွေတင်နိုင်လေကောင်းလေဖြစ်ပါတယ်အဲ့တော့ဒါလူတော်တော်များများကကြတော့ content monitoring ဈေးချင်းကိုလုပ်ယူလို့ရတယ်လို့ထင်ကြတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဘာလဲဆိုလို့ရှင်ကျတို့ star point နေတဲ့ page တွေ တော့နောက်တစ်ခုက subscription page ပွင့်နေတဲ့ပိတ်တွေဆိုလို့ရှင်ဟာလာအကိုရေးခွန်တက်မော်နီတိုင်ဇေးရှင်းလျှောက်ချင်လို့ပါဆိုပြီးတော့ကျွန်တော်တို့လာပြောကြတယ်အဲ့ဒီအခါမှာကျွန်တော်တို့ဟာလာပိတ်ကိုစက်ခွင် share လေးနဲ့ပြပေးပါဘလိုမျိုး strat up တွေပေါ်နေတာလဲပေါ့နော်ကျွန်တော် strat up တွေအများကြီးရှိတယ်ဟာလာ secretion strat up ရှိတယ်ပြီးလို့ရှင် star strat up ရှိတယ်ပေါ့နော်အရင်တော့ဆိုလို့ချင်းဟာလာ read တို့ bonnet တို့ string area တို့ပေါ့နော်အဲ့ဒီဟာတွေရှိတယ်အခုနောက်ပိုင်းကတော့အဲ့လိုမဟုတ်တော့ဘူးဒီခုနကပြောတဲ့ string area bonnet ပြီးလို့ရှင် read ပေါ့နော်ဒီ၃မျိုးကို ့ပေါင်းပြီးတော့မှခွန်ထမော်နီတိုင်ဈေးရှင်းဆိုပြီးတော့ CN Startup လေးကျုပ်တွေပေါ်လာပြီပေါ့နော်အဲ့တော့ဒီ CN Startup ရဖို့အတွက်ကကျွန်တော်တို့ဘယ်လို Startup တွေကိုကပေါ်လာတာလဲပေါ့နော်အဲ့တော့ကျုပ်တွေဗီဒီယိုကောနဲ့ဟာလာစကွင်းရှဲနဲ့ကြည့်လိုက်တဲ့ခါကျတော့ကျွန်တော်စတားတွေဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒါတွေက60ရာမလို့သေးဘူးဆိုပြီးတော့ပြန်ပြီးတော့ကျွန်တော်တွေပြောလိုက်ရတယ်တကယ်တမ်းကလည်းကျွန်တော်